နိုင်ငံတော်ရဲ့အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကိုစစ်ကောင်စီကထပ်မံပြောင်းရွှေ့ထားတယ်လို့နေပြည်တော်အချုပ်ထောင်နယ်နေဆက်သူတယောက်ကပြောပါရယ်ဒီသတင်းကိုသုတချမ်းသာဖေးပို့ထားတာပါရှင်ဆရာနာစာသိန်းနဲ့2021 February 10ရက်နေ့ကစပြီးစစ်ကောင်စီကနိုင်ငံတော်၏တိုင်းပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုနေပြည်တော်ကလေးဝက်နေရာတစ်ခုမှာထိန်းသိမ်းခဲ့ပြီးရုံးထုတ်စစ်ဆေးခဲ့တာပါ 2022ဇွန်လမှာဒေါ်ဆန်းစုကြည်ကိုနေပြီးတော့အချုပ်ထောင်မှာပြောင်းရွှေ့ထိန်းသိမ်းထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပြီး2024ဧပြီလမှာနေပြီးတော့အချုပ်ထောင်ကနေနေပြီးတော့ကောင်စီနယ်မြေဒုဝန်ကြီးအစင်းနေတခုကိုပြောင်းရွှေ့ထိန်းသိမ်းခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။လက်တလုံးမှာတော့နေပြီးတော့ကောင်စီဒုဝန်ကြီးအစင်းနေကနေနောက်ထပ်နေရာတစ်ခုပြောင်းရွှေ့ထားကြောင်းသတင်းတွေထပ်ပြီးထွက်ပေါ်ခဲ့တာပါ။မတူဘူးပြရပြီပါ။အင်းညံကြောင်းတော့ဒီကြမပြီးတော့ဖြောင်းနေတယ်။ 最难讲了，哎，这种理财问题啊，妈罗，心数大问题。哎，你比如讲几百、几千种理财，哎呀，你可讲不了。那你要去理财的时候，罗比如说，哎，某某宝，人家是做安南系列的，罗是理财最可靠的，娃娃呆么好用啊，对吧？都有必要，是不？哎，理财咯。 老想买租娃娃，去哪里？去那屋，那里面就是旅游的，那里，那里啊，就是因为想买点看卖，然后所以第二个知道不？租了屋子里面的他们家的，他们家的那地方想买一点，然后在外面放蚊子，想买点路，现在买不起来。 ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ဘိုလုံမှုဆောင်တွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့တောင်ဆန်းစုကြည်ကိုတွေ့ဆုံဝင်ရခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့သတင်းအမှားသာဖြစ်တယ်လို့ပါတီဘက်ကတုံ့ပြန်ထားပါတယ်။မြန်မာဒီမိုကရေစီရဲ့အိုင်ကွန်ဖြစ်တဲ့ဒေါက်ဆန်းစုကြည်ကိုသူတို့အသေးကြောက်ကြတယ်ဗျ။ ဒါကြောင့်ဒေါန်ဆန်းစုကြည်အပေါ်မှာပြည်သူလူထုကဒီနေ့ထိယုံကြည်အားကိုးချစ်ခင်နေကြတော့ပဲဆိုတာကိုဒီစစ်အုပ်စုတွေကသိတယ်။ဒေါန်ဆန်းစုကြည်နောက်မှာပြည်သူလူတရလုံးရပ်တည်နေကြတာရှိပါတယ်။ဒါကြောင့်မလို့ဒေါန်ဆန်းစုကြည်နဲ့ပြည်သူလူဝေးနေအောင်မတရားတွေအမှုတွေဆင်ပြီးတော့ဖမ်းတိထားတာဖြစ်ပါတယ်။ဒီစစ်အုပ်စုကသူတို့မရှူနိုင်မကယ်နိုင်အကြက်ဆိုင်လာရင်ထပ်ပေါက်ဖြစ်အပေးယူလုပ်ဖို့အသုံးချဖို့တရားခံလုပ်ထားတာလို့လည်းမြင်ပါတယ်။ဒီချိန်မှာသူတို့မျက်ွယ်ပြူထားနိုင်ပေမဲ့ဒါမျိုးကိုတော့သူတို့အကြိုက်ထိန်းထားနိုင်မလို့မမ ြင်ပါဘူးခင်ဗျဒေါ်ဆန်းစုကြည်ကိုစစ်ကောင်စီတရားရုံးကပုံမှန်၁၄ခုအတွက်ထောင်ဒဏ်၂၈နှစ်ချမှတ်ထားတာပါ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်တာကြောင့်အာဏာသိမ်းရလို့အကြောင်းပြချက်ပေးခဲ့ပေမဲ့စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကိုလက်တွေ့တရားစွဲဆိုရုံးတင်ရမှာတော့ရွေးကောက်ပွဲတရားမဲ့ပြုကျင့်တာနဲ့ပတ်သက်တဲ့ပုံမှန်တစ်ခုသာပါဝင်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ2022ဒီဇင်ဘာလမှာရှင်းပြဖွင့်တဲ့နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီးအဲ့ဒီနောက်ပိုင်းအခြေအနေတွေကိုစစ်ကောင်စီကတည်အမှောင်ချတာခဲ့တာပါ။ဘယ်နေရာရောက်နေမှလည်းမသိဘူး။ဘယ်လိုအခက်အခဲကြက်တဲ့စင်ကုန်မှုတွေနဲ့ရင်ဆိုင်နေရမှလည်းမသိဘူးပေါ့နော်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ချမ်းမာရေးကတိုင်းပြည်ရဲ့ချမ်းမာရေးပဲလေ။ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကတိုင်းပြည်ရဲ့အခြေအနေပေါ့။နိုင်ငံတကာက စစ်ရာဇဝတ်ခေါင်မင်းအောင်လှိုင်ကိုတောက်လျှောက်ဖိအားပေးနေတဲ့အချိန်မှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ hot ဖြစ်နေတဲ့ဖိအားတွေကိုဖုံးဖိနေတဲ့အခါကျတော့ဒီလိုပုံစံမျိုးသတင်းတွေထုတ်နေသလားပေါ့ဗျာအဲစစ်ကော်မရှင်အနေနဲ့ကသူတို့ကဖားထားတဲ့လူလေဖားတာလည်းမင်းတို့ပဲတရားရုံးတင်တာလည်းမင်းတို့ပဲထောင်ချတာလည်းသူတို့ပဲအဲ့ဒီအတွက်ကြောင့်မလို့တကယ်တကယ်တာဝန်အရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်စစ်ကော်မရှင်အနေနဲ့ဒီကိစ္စကိုညံဆုံးပေါ့သတင်းထုတ်ပြန်ပေးဖို့လိုတယ် စစ်အစိုးရအဆက်ဆက်မှဒေါန်ဆန်းစုကြည်ဟာအခုဒီချိန်နဲ့ဆိုရင်၄ချိန်မြောက်အဖမ်းခံခဲ့ရတာဖြစ်ပြီးလက်ရှိအချိန်ထိနေအကျေကျုပ်ပါဝင်အချင်းဆောင်ထဲမှာနေရတဲ့အချိန်ဟာစုစုပေါင်း၁၉နှစ်အထိရှိနေပြီလို့ဗြိတိန်ခြေဆိုင်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ဘာမာကမ်ပိန်း UK ကဇန်နဝါရီ၁၄ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒေါန်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးဖို့နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကအချိန်ချင်းတောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကလစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။